ဒီဇိုင်းတွေကိုဘယ်သွားသွားပေါ့เนาะပုံကအဓိကအာကိုကကိုကိုရိုင်းမသွားနိုင်လဲသွားနိုင်တဲ့လူတွေပုံကပေးလိုက်တယ်ထည့်ပေးလိုက်တယ်သူတို့ဝတ်ဆင်တယ်အဲတော်တော်များများလဲအခုစိတ်ဝင်စားလာတယ်အဓိကတော့ထပါတော့ချိတ်ဆိုရင်ဗမာချိတ်ကဒီချိတ်ပတ်တန်နေအစင်နေဒီဇိုင်းတွေကကိုရဲ့ဗမာလူမျိုးတွေအပိုင်းဆိုတာသိဖို့လိုတယ်လေဒါကကိုတယောက်တည်းတောင်းပန်မှာမဟုတ်လူတိုင်းမှာတောင်းပန်ရှိပါတယ် ပြီးခဲ့တဲ့နှစ်ကကြာပုံတော့ဝါထွက်ပြီးမှလောက်တာပေါ့နော်အခုကဝါမထွက်ခင်အချိန်ပေါ့တိတ်တော့မကွာဘူးဟိုနှစ်ပတ်လောက်ပဲကွာတယ်ပြီးခဲ့တဲ့နှစ်ကရရက်နဲ့ပေါ့နော်ကိုကနန်းနံပါတ်တွေပဲအကုန်လုံးပုံဆိုရင်ကိုရက်နဲ့မွေးတာမွေးကနန်းကိုရတာဟုတ်တယ်မွေးကနန်းကိုပါတယ်29နေပါတယ်တတ်မှတ်တယ်ငငယ်လေးကပုံကကိုကနန်းကြိုက်တယ်ပေါ့နော်အဲကိုကနန်းနဲ့ပတ်သက်ပြီးတော့ကျားမတိုက်ဆိုင်မှုတွေကိုမှကြုံရတာရှိခဲ့ပြီလေအင်းကိုကနန်းနဲ့ပတ်သက်ပြီးတော့တိုက်ဆိုင်မှုဆိုရင် အဲအများကြီးရှိတယ်ပုံမှာကိုကနေနဲ့ပတ်သက်ပြီးတိုက်ဆိုင်မှုကြုံလာရေပေါ့နော်အဲဒါအဲ့ဒါနောက်မှပြောမယ်လေကောင်းတာလေးပဲလားကောင်းတယ်ကောင်းတာကောင်းတာလေးအရန်ကောင်းတာလေးအဲ့ကြောင့်မို့ကိုကနေအောင်ကြိုက်တာအဲဟုတ်တယ်အားလုံးက29ကိုပြက်ကြိမ်မှာကြည်ပြီးမှအားလုံးအဆင်ပြေတဲ့ရက်ကိုရွေးလိုက်တာပေါ့နော်ကိုကနန်းလို့ရွေးခဲ့တာတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုတိုက်ဆိုင်သွားတာပေါ့နော်ဟုတ်ဒီနှစ်ကလည်းကိုကနေကြီးဆုံးလေလို့ပြောဟုတ်လားအဲအဲ့ဒါတော့ပုံမသိဘူးအဲကိုကနေအမြဲကြီးဆုံးမယ်လေ ိုက်တဲကဗမာလို့ဆိုဒါနဝရက်၉ပါပေါ့နော်ဒီကြောက်ကိုမျိုးပေါ့အဲ့ဟာလေးကိုအမှတ်တရပေါ့နော်ကိုကနန်လဲကိုကနန်ဆိုတော့အဲ့ဟာလေးကိုပေးထားတာပေါ့နော်အဲ့ဒါအကုန်လုံးစဉ်းစားပြီးမှပေးလိုက်တာပေါ့နောက်ဆုံးအင်္ဂလိပ်လိုနာမည်လေးကတော့အန်နီပေါ့စဉ်းစားလိုက်တာပေါ့နော်အာပုံကဒီမှာရတာအုတ်တဖျားပေါ့အုတ်တဖျားဆိုတာနီလာဖြူပေါ့နော်နီလာဖြူဆိုတော့ဒါကပုံနဲ့လည်းနည်းနည်းလိုက်တယ်လို့ခန်းစားရတယ် ဒီအသိန်းဖွဲ့မှာရှတ်ထရတော့ဟိုငယ်တာပေါ့နော်ချန်နေတူတွေကတော့ပုံတို့ဟိုအရင်ဒီပုံတို့ဒီဇိုင်နာဂရုကြီးဖွဲ့တုန်းကဖောင်ဒါတွေပေါ့နော်စဖွဲ့တဲ့ဖောင်ဒါတွေပေါ့ဟုတ်တယ်ပုံမှန်ကပုံတို့နိုင်ငံမှာကြများသောဖြစ် wedding fair တွေပဲအဓိကရှိတာပေါ့နော်ဆိုတော့ပုံတို့ရဲ့ဒီ ready to wear ဟာ fair ကတော့ဒါပုံတို့လောက်လာတာဒါအဲ၃ချိန်မြောက်ဖြစ်နေပြီပြီးတော့ဒီဟာဒီလို ready made ဟာတော့ဒီ ready made ကိုပါဒီ designer အကုန်လုံးဒီဒီဇိုင်နာအကြီးတွေဒီပဲစုလုပ်တာထူးထူးခြားခြားလေးပေါ့နော်ဒီပွဲမှာရှောက်တဲ့အထည်တွေအကုန်လုံးကအပြင်မှာလဲဝယ်လို့ရမယ်အဲအဲ့ဒါမျိုးလေးသွားပေါ့ပုံတော့ဝယ်တင်ဖဲကြအဲ့လိုမျိုးမဟုတ်ဘူးလေအဲတခါရိုးရိုးဖက်ရှင်ရှိုးဆိုလဲကိုလက်စွမ်းပြချင်တဲ့ဟာတွေလက်စွမ်းပြပြီးပြတဲ့ဖက်ရှင်ရှိုးပွဲတွေရှိမယ်ဝယ်တင်ဖဲတွေရှိမယ်ပေါ့ဒီဟာကြောင့် ready to wear ဖြစ်တဲ့အတွက်အဲဒီဝတ်စုံလေးတွေက moderate အနေနဲ့လဲဝုန်းဝုန်းဆိုကောက်ချော့ လဲနောက်တစ်စုံလဲဟိုဝတ်လို့ရတယ်ပော့ပော့ပပမိတ်ကက်လို့ဆိုလဲပော့ပော့ပပလေးဖြစ်မယ်စပင်လို့ဆိုလဲပော့ပော့ပပဖြစ်မယ်အဲ့ပါမှာဒီ ready to wear ဝတ်စုံလေးတွေကိုဝတ် ပြီးပြမယ်ပြီးွားရင်ဒီ design တွေအကုန်လုံးကလည်းအပြင်မှာပြန်ဝယ်လို့ရမယ်ဒီဇိုင်နာစီမှာအဲ့ဒီအိုင်ကြဘာဖြစ်အနည်းဆုံးအချိန်ကာလတစ်လနေတစ်လအထက်ပဲကြာမယ်ပြီးရင်ဟိုကုန်ကျစရိတ်တွေများမယ်တင်မလားအစာဘိုးတွေချုပ်ခါရဲအဲ့အဲ့ဒါတွေမရှိဘဲနဲ့တန်းပြီးတော့ဒီဒီဇိုင်နာရဲ့လက်ရာကိုတန်းပြီးတော့ဝတ်ဝတ်ဆင်ဝင်ရမယ် ဈေးနှုန်းကလည်းအများကြီးတက်တာပါမယ်ပြီးွားရင်သူများနဲ့မတူတဲ့ဒီဇိုင်းတွေကိုလည်းဝတ်ခွင့်ရမယ်ဆိုတော့အဲဒီပွဲလုပ်ပြီးွားတယ်ဒီပွဲရဲ့ collection တွေအကုန်လုံးဒီဒီဇိုင်နာ၉ရောင်လုံးကနေပြင်ပြီးတော့ရောင်းချပေးမှာအဲ့ပွဲနေ့မှာလည်းမနေ့၁၀နိုင်ရက်နေ့ညနေ၅နိုင်ဒီဒီဇိုင်နာ၉ရောင်လုံးရဲ့လက်ရောက်အဲလာပြီးတော့ချီလို့ရတယ်အဲဝယ်လို့ရတယ်အားပေးလို့ရတယ်နောက် အာစိတ်ဝင်စားရင်ဘယ်ဒီဇိုင်နာတော့ဘာဒီဇိုင်းတွေထုတ်တယ်ဆိုပြီးတော့ပြီးတော့လာလေးလာလို့လည်းရတာပေါ့နော်အာဘာလို့ရွေးချယ်ပြည့်လဲဆိုတော့ဂျင်းဆိုတာကကြတော့ပုံကတော့အဲလက်ရှိလဲ ready to wear ထုတ်နေတယ် အဲတောက်လျှောက်လဲထုံနေတော့ဘောက ready to wear ဆိုဘောကအမြဲစဉ်းစားတာဗောနော်လူတိုင်းကြိုက်နိုင်တဲ့အရာဗောပုတ် customer ကြအသက်အရွယ်မျိုးစုံရှိရဲ့နောက်ဆုံးကလေးပါရှိတယ်ဘာလို့ဆိုတော့ပုတ် customer နေပြန်မွေးတဲ့ကလေးတခါကျရင်တို့ကမိသားစုဆင်တူဆိုယောက်ျားလေးလည်းရှိတယ်ယောက်ျားလေးကအလူငယ်ပိုင်းနေလည်းရှိတယ်လူကြီးပိုင်းလည်းရှိတယ်ဆိုတော့အဲဒီအရွယ်၃ခုလုံးကြိုက်နိုင်တဲ့အရာဒီအရွယ်၃ခုလုံးဝတ်နိုင်တဲ့အရာဆိုစဉ်းစားချိန်မှာ ပေါ့ကအဲ့ဂျင်းကိုစဉ်းစားမိွားပါတော့ပြီးတော့ကိုငယ်တုန်းကဘွားပေါ့နော်လွန်ခဲ့တဲ့အနှစ်20ကျော်လောက်ကလည်းပုံဒီဇိုင်နာစားလုပ်တဲ့အချိန်တော့ကလည်းဒီဂျင်းတွေပေါ့အများကြီးဖန်တီးမှုတဲ့အဲပုံလက်ရဝတ်ဝတ်ထားမှုတဲ့လူတွေဆိုမှတ်မိလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့အလေးကိုလည်းအမတ်ရတဲ့အနေနဲ့ပေါ့နော်ပြန်ပြီးဖန်တီးတာဖန်တီးတော့ပြီးတော့ဂျင်းဆိုတာလည်းဘသူမဆို ရာသီမြွေလဲကြိုက်တယ်ဘယ်အသက်ရွယ်မဆိုလဲကြိုက်တယ်အဲ့အဲ့အလေးလည်းဖြစ်တယ်ပြီးွားရင်ပုံကအခုနောက်ပိုင်း ကို့ဟိုတက်တန်းလေးတစ်ခုရလာတဲ့အရွယ်လေးတစ်ခုရလာတဲ့အချိန်မှာပုံကအာဒီကို့ရဲ့နိုင်ငံရဲ့ဟိုဒီတိုင်းရင်းသားပတ်တန်တွေကိုလည်း support အမြဲတမ်းလုပ်တယ်အဲနောက်ပြီးတော့ကိုပြည်တွင်းစာတွေလည်း support လုပ်နေတဲ့ဟာမျိုးလေးတွေပုံကအဲ project လေးတွေလည်းလုပ်နေတယ်ဒီတစ်ခေါက်ကျတော့ဒီဂျင်းနဲ့အဲပုံတို့ရဲ့ဒီရိုးရအစင် design တွေနဲ့ပြန်ပြီးဖတ်ဆက်လိုက်ရင်လည်းအဲမမြင်ရတဲ့ artist လေးတွေပေါ့နော်အဲအဲ့လိုထွက်လာမယ်ပေါ့နော်အဲ့ဒါလေးကိုလေကွာစိတ်ကူးရင်ပြီးတော့မှအဲ့ဒါလေးကိုအဓိကဖန်တီးထားတာပါဒီနေ့ကပုံတို့တွေ model အယောက်80လောက်သုံးထားတယ်အဲ့ဒီအကုန်လုံးရဲ့ make up ကိုအာမေဦးမောင်ကနေပြီးတော့ပေါ့နော် တစ်ဖွဲ့လုံးကိုပြင်ဆင်ချဲ့တာပြီးမှာပါပြီးွားရင်ပုံတို့ဒီပွဲမှာလည်းစပွန်ဆာအများကြီးပါတယ်ပုံတို့အဓိက main sponsor ကတော့ IM Motor ညမာနေပြီးတော့အဓိကပံ့ပိုးထားတယ်ပေါ့နော်ပြီးွားရင်ပုံတို့တွေဒီ warranty လိုအပ်တဲ့လက်ဝတ်လက်စားတွေဖို့ကြတော့ဒီ Golden Bell Jewel and Goldsmith ကနေပြီးတော့စီစဉ်ပေးထားတယ်ဖက်နက်တွေအတွက်ဆိုရင်အာဝီဒီပေါ့နော်လီလီပေါ့နော်မတ်ဝီဒီကနေပြီးတော့အကုန်လုံးပံ့ပိုးပေးထားပါတယ်အာပြောင်းလာတာမျိုးရှိလားဆိုတော့ ရှိပါတယ်ဘာလို့လဲဆိုတော့ကိုကဟိုအသက်ရွယ်တကူရတဲ့ချိန်မှာ အတွေ့အကြုံတွေအခက်ခဲတွေအများကြီးလဲဖြတ်တန်းခဲ့ရပြီပေါ့နော်လုပ်ငန်းပိုင်းမှာပဲဖြစ်ဖြစ်မိသားစုမှာပဲဖြစ်ဖြစ်မိတ်ဆွေတငယ်ချင်းရှားမှာပဲဖြစ်ဖြစ်ပြီးတော့ဟိုဟိုဘက်နဲ့ဒီဘက်မတည့်တဲ့ရှားမှာကိုကရက်ပေးရတဲ့အခါမျိုးတွေလဲအများကြီးဖြစ်ခဲ့ဘူးတာပေါ့နော်ဆိုတော့ဘယ်အရာပဲဘယ်ကိစ္စပဲဖြစ်ဖြစ်အဓိကက အာအရေးကြီးဆုံးကစိတ်ပေါ့နော် စိတ်ထားတတ်ဖို့အရန်အရေးကြီးတယ်အဲ့ဒါလေးတွေကိုတစ်ခါလေးကြရင်ကိုယ်စိတ်ထဲမှာပေါ်ရင်အဲကိုပေါ်ရာလေးကိုတစ်ခါလေးပေါ့ကချရေးတတ်တယ်ပေါ့နော်ချရေးရင်ပေါ့အမတ်တရားလေးတွေအခုကိုရေးတဲ့စာလေးတွေကိုစုစုပြီးတော့တင်ထားပေါ့တစ်ခါလေးကြလဲအကောင့်မှာရေးတယ်ခိုင်ကြလဲပုံ page ကနေရေးတာလေးလည်းရှိရတယ်တစ်ခါကြလဲအဲသူများရေးထားအောင်မှာကြိုက်တာလို့ပြန် share ပေးထားတာလေးလည်းရှိရတယ်တစ်ခါလေးကိုဖျားတရားလုပ်ရင်လည်းဖျားတရားနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီကိုရဲ့ဒီတငယ်ချင်းမိတ်ဆွေတွေကိုပြန်ပြီးတော့ sharing ်လုပ်ပေးတာလေးတွေရှိတယ်။နောက်ပုတ်ခီးတွေသွားရဲဆိုကိုခီးသွားတဲ့ဟာလေးတွေအရင်တော့ခီးသွားရင်ပေါ့ဒီလိုပဲဟိုရောက်တဲ့နေရာမှာလှတဲ့ခီးရဲ့ရှုခင်းနဲ့တပုံလေးပဲရိုက်တာများပါဘောเนาะအခုနောက်ပိုင်းဆိုတော့တစ်ခါကြရင်ကိုတိကျင်တာလေးခီးသွားရင်ねဟိုပါတဲ့ guide တို့ဘာလို့နေပြီးတော့အဲပြန်ပြီးတော့အဲ့ဒါလေးလေး sharing လုပ်ပေးရလေးရှိတယ်။အဲ့ဒါကတော့ဟိုကိုလည်းတကယ်ဝါသနာပါလို့ပေါ့เนาะ ဟိုလိုမျိုး blog ကလိုမျိုးလောက်တာတော့မဟုတ်ဘူးပုံကအဓိကကွာဒီဇိုင်နာဆိုတော့အဝတ်အစားစိတ်ဝင်စားတယ်အဲအဝတ်အစား trend ကိုပဲအဓိကသွားတာပေါ့ဒီလိုနေရာသွားရင်ဒီလိုဝတ်စားတွေဝတ်သွားဒီလိုတွေရိုက်ဆိုတာမျိုးပေါ့နော် အဲပုံကအဲ့ဒါအရန်ဝမ်းတာတယ်ဘာလို့ဆိုတော့ဒီကိုရိုးရအစင်းတွေကိုကြိုက်လာတယ်ကိုရိုးရအင်ဂျီဒီဇိုင်းတွေကိုမှပြန်ပြီး update လုပ်လာတယ်အဲ့ဒါတွေကိုကြိုက်လာတာလည်းအရန်ဝမ်းတာတယ်ပုံအနေနဲ့လည်းအဲ့ဒါကိုပုံကတက်တက် project တစ်ခုအနေနဲ့ကိုပုံကလည်းအခုနောက်ပိုင်းတောက်လျှောက်လုပ်တယ်ပုံနိုင်ငံတကာမှာပြတဲ့ပွဲတွေဆိုလဲကိုရိုးရတွေကိုပဲပြတယ်ပုံမနစ်ကဆိုလဲချင်းရိုင်ပွဲဆိုလဲပုံလက်ကော်ချိတ်တွေပြသွားတာလေအဲနောက်ပြီးတော့ကို collection တွေမှာလည်းပုံအိတ်ဟာအဓိကထားတယ်ဒါပေမဲ့အဲ့ဒါလေးဟို ။များသဖြင့်ပုံသိမ့်မချပြပြီးတော့တေချာမပြောဖြစ်တာပေါ့နော်။ဒီမီဒီယာအပိုင်းရောပေါ့နော်။နောက်ပိုင်းတော့အဲ့ဒါလေးကိုတေချာပြောပြမယ်ပေါ့နော်။ပုံကအဲ့ဒါကြတော့ branding ကစဒီ Zoe တို့ my favorite မဟုတ်ပေါ့။ဝဒီမေဆိုပြီးတသက်လောက်တာ။ဒါပေမဲ့လူသိမ့်မသိသေးဘူးပေါ့နော်။ဝဒီမေဆိုတော့ကြာပုံသမီးငယ်လေးရဲ့နာမည်ပေါ့နော်။သူကဆုလက်ဝဒီမေဆိုတော့အဲသူစီကသူ့ရဲ့အလဲဝဒီမေလေးကိုယူထားပြီးမှာပေါ့။အဲ့ဒါအလုံးက local scope ပဲ။ဒီ local မှာထုတ်တဲ့ပိတ်စာတွေ local မှာရှိတဲ့အာဒီ asset accessory တွေနောက်ပြီးတော့ကိုတိုင်းသားအစီအနေရဲ့ပတ်တန်တွေနဲ့အဓိကထုတ်ထားတဲ့ brand အဲ့ဒီဟာလေးကိုလည်းပေါ့ကနောက်ပိုင်းအဓိကထားပြီးလုပ်သွားမယ်ဒါမှကို နိုင်ငံလူတွေအတွက်ကိုအလုတ်လောက်ကန်ခွင့်ရေးပို့ရတယ်ပြီးတော့ဒီဟာတွေအကုန်လုံးကကိုနိုင်ငံက ထွက်တဲ့အလှတွေတကယ်ကိုဘယ်လိုပြောရမလဲသူများမခိုးခင်မှာဒါကိုယ်နိုင်ငံပိုင်နေဆိုတာသိအောင်လုပ်ဖို့လိုတယ်လीเนาะဆိုတော့ကိုကအရွယ်တစ်ခုရတဲ့အချိန်မှာကိုယ့်ရဲ့တာဝန်တစ်ခုအနေနဲ့ခံယူပြီးတော့ပုံဒီ local sport လုပ်တဲ့ပုံစံမျိုးလေးပေါ့เนาะအဲ့ project လေးတွေကိုအဲစက်တိုက်လုပ်သွားဖို့ရှိပါတယ်အဲပုံ design တွေကိုဘယ်သွားသွားပေါ့เนาะပုံကအဓိက အာကိုကကိုကိုရိုင်းမသွားနိုင်လဲသွားနိုင်တဲ့လူတွေပုံအောင်ပေးလိုက်တယ်ထည့်ပေးလိုက်တယ်သူတို့ဝတ်ဆင်နေအဲတော်တော်များများလဲအခုစိတ်ဝင်စားလာတယ်အဓိကတော့ထပါတော့ချိတ်ဆိုရင်ဗမာချိတ်ကဒီချိတ်ပတ်တန်နေအစင်းနေဒီဇိုင်းတွေကကိုရဲ့ဗမာလူမျိုးတွေအပိုင်းဆိုတာသိဖို့လိုတယ်လေဒါကကိုတယောက်တည်းတောင်းပန်မှာမဟုတ်လူတိုင်းမှာတောင်းဝန်ရှိပါတယ်ချင်းနဲ့ဒီတိုင်းရင်းသားပတ်တန်နေနဲ့ပြန်ပြီးရောမှာ အာရောဆက်ထားတဲ့ဒီဇိုင်းမျိုးလေးတွေပုံပြပေးမှာပေါ့နော်ပြီးွားရင်လည်းအာဒီဟာရင်းနဲ့ပတ်သက်တဲ့ဟိုလိုက်ဖက်တဲ့နိုင်ငံတွေလိုက်ဖက်တဲ့ဟိုဟာရင်းနဲ့လည်းပုံတိချာဖိုတိုရှူတင်လေးလည်းလုပ်မှာပါဟောက်ပုံတို့ဒီဒီဇိုင်နာ၉ယောက်လုံးပြမယ်ဒီ ready to wear fashion show လေးကအခုလာမယ့်စနေနေ့28ရက်နေ့မှာပေါ့နော်မနေ့10နာရီကနေပြီးတော့ညနေ9နာရီထိဒီဒီဇိုင်နာ၉ယောက်လုံးရဲ့ collection တွေကိုလာရောက်ပြီးတော့ချီရှိလို့ရတယ်ဝယ်ယူလို့ရတယ်အားလုံးလည်းဖိတ်ခေါ်ပါရစေ